စ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်နည်းစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါတယ်ခင်ဗျာတီတီတာလာနဲ့ပလီပလာမပြောတတ်တဲ့စိတ်နည်းစပီကာပြန်လည်လို့ရောက်ရှိလာပါပြီကျွန်တော်မြန်မာနိုင်ငံကြီးဟာအခုဆိုရင်ပူဆွေးတော့ကတွေနဲ့စိတ်ညစ်စရာတွေနာကြီးစရာတွေဝမ်းနည်းစရာတွေကျွန်တော်တို့ရင်ဆိုင်ခံစားခဲ့ပြီးသွားပြီကျွန်တော်မြန်မာပြည်ကြီးကိုကျွန်တော်တို့ ဘလို့ကျွန်တော်တို့ပြန်တီထောင်ရမလဲပြန်လေတီထောင်ရေးမှာတကတအားနေနဲ့ဘယ်နေရာနေပြီးတော့ဝိုင်းဝန်းကူညီကြမလဲဆိုတာပဲကျွန်တော်တို့ရင်းနေအသေးသေးမှာရှိပါတယ်ချင်းတီတာတစ်ခုကတော့ကျွန်တော်တို့ဒီအမိမြမပြည်မှာမွေးခဲ့တဲ့အတွက်အမိမြမပြည်ကြီးကိုကျွန်တော်တို့အလုပ်ကျွေးပြုရမယ်ဒါဟာပထမဦးဆုံး ကျွန်တော်တို့အတွေ့အကြုံပေါ်လာတဲ့ရာဝတ္ထုခုပါပဲမြမပြည်တိတ်ခါမညိုးစေဘူးဗမာတွေအိညာကနိုးကြပါတော့ဗျာအဘိစာဆိုပြည်ဘဟုမပွေလီစေဘူးဒီမိုကရေစီဆိုတာအများသဘောတူအုပ်ချုပ်လို့မရချောချောယူကယနေ့ခေတ်ပြောင်းကြပါစို့ရသိရှစ်တောင်းမရိယရနာစီတီးတယ်လို့ပကဝိစရာ အမည်ဟီလို့မှတ်ချက်တွင်းရအောင် အမိမြမာပြည်ကြီးဇက်ွယ်ရှင်းလို့ဗဇက်မဂဇင်းဆိုတာဒီလိုဖွင့်မယ်ဗျာကျွန်တော်မြန်မာနိုင်ငံကြီးပြန်လဲထူထောင်ဖို့မြန်မာနိုင်ငံကြီးတိုးတက်ပြောင်းလဲအောင်လို့ဘေးထိုင်ပိုင်ကြဘူးစကားပြောနေမယ်အစားလက်တွေ့ကြကြငါတို့ဘယ်နေရာကနေပြီးတော့တောင်းဝင်ယူပြီးတော့ဘလို့တွေပန့်ဖို့ပေးလိုက်ပါလေငါတို့ကတော့ဘလို့တွေမြန်မာပြည်ကြီးမှာ ခေအဆက်ဆက်ကအာနာရှင်အစိုးရကိုငါတို့ဘလို့တွေတိုက်ထုတ်ခဲ့ပါလေဆိုတဲ့တမိုင်းတွင်ဝါအောင်ကျွန်တော်တို့နောင်လာနောင်သားတွေကောင်းကောင်းမွန်မွန်နေနိုင်အောင်လို့ကျွန်တော်တို့မှာတာဝန်ရှိပါတယ်အဲ့ဒီတာဝန်ကလည်းသူများခိုင်းလို့လုပ်တာမဟုတ်ပါဘူးငါတော့ဒီတာကိုလုပ်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ပြီးလုပ်ဖို့ပါပဲဗျာ ကျွန်တော်တို့တွေကဘလောက်ကြီးပဲစိတ်ကိုပိုက်ဖြတ်ပြီးတော့အမိမြမာပြည်အတွက်လှုပ်ပေးလှုပ်ပေးမြမာပြည်သူပြည်သားတွေရှီကားနေပြီးတော့အာနာကိုလူယူသွားပြီးတော့ယနေ့အချိန်အထိမြမာပြည်သူပြည်သားတို့ဒုက္ခပေးနေတယ်မနေ့ကဆိုရင်တကယ်ကိုကြေကွဲဝမ်းနေရပါတယ်အပေါ်ကနေပြီးတော့ပေါင်900ဘုံပေါင်1000ဘုံတွေနဲ့ကျဲချလိုက်တာ ပြည်သူလူထုတွေအောက်မှာအပုံလိုက်ကြီးပဲဗျာတည်ခိုးဝင်သွားတာအဲ့ဒီမီးပညာတွေဘယ်ကလာလဲဆိုတော့ရုရှားကလာတဲ့မီးပညာပဲဖြစ်ပါတယ်သူတို့ကဂျိုရုဆက်စလိုက်ကနေပြီးတော့သူတို့ကြည့်တယ်လူရဲ့အပူလိုင်းအဲ့ဒီအပူလိုင်းကိုကြည့်ပြီးတော့ပြစ်ချတယ်လူတက်လက်နက်တွေပါပဲ ဲ့ဒီမှာလူတွေစုစုဝေးဝေးရှိနေတဲ့နေရာကိုအဲ့ဒီအပူလိုင်းစနစ်နဲ့တွားတယ်အပူလိုင်းစနစ်နဲ့တွားတော့အပြစ်မဲ့တဲ့ပြည်သူတွေတက်ကြီးရွယ်အိုလူမမဲ့ကလေးလေးတွေဟာအစမီးလောင်ပြာကြကုန်တယ်အဲ့တော့ဘူးဒင်းတို့ကဘလို့ရှင်းမှာလဲပြောင်းနေပြောင်းစားဆက်လုံနေတုံးမှာပဲဘာကြောင့်လဲဆိုတော့ဇော်မဲလုံးကနေပြီးတော့အတိအလင်းကိုမိုက်မိုက်ရိုင်းရိုင်းကို တင်းထုတ်ပြန်လိုက်ပါပြီဗျာအဲ့ဒါဘာလဲဆိုတော့ဇော်မဲလုံးကပြောပါတယ် PDF ကြီးရှိနေတယ် PDF ကြီးနဲ့ဆက်နွယ်နေတယ်ဆိုရင်တက်ကြီးရွယ်ဦးလူမမဲခလေးမကြံသူတို့ကတော့အပြည့်ရှင်းရပါမယ်ကဲလူမဆန်လိုက်ကြတာဗျာကျွန်တော်တို့ဘက်ကအခုတော်လိုင်းရဲဘော်တွေ PDF ရဲဘော်တွေကနေပြီးတော့အခု မွန်ပြည်နယ်ကြိုက်ထီးရိုးကမွန်စခန်းမှာပြူစောထီးတွေကိုဖမ်းမိသွားပါပြီအဲ့ဒီပြူစောထီးတွေကိုဖမ်းမိတဲ့အချိန်မှာသူတို့မိသားစုဝင်တွေရွာသူရွာသားတွေလည်းပါပါတယ်ကျွန်တော်တို့ကချီမမကောင်းချီမပဲလက်မမကောင်းလက်မပဲသူတို့လိုမျိုးကျွန်တော်တို့ကနေပြီးတော့ရောတော်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ပြည်သူတွေကိုတက်တက်လိုက်တာမဟုတ်ဘူး ပြူစောထီးတွေဒီထဲမှာပါတယ်တကယ်လုတ်တဲ့လူတွေကိုတကယ်ဖမ်းထားလိုက်တယ်ကျန်တဲ့မိသားစုဝင်တွေကိုပြန်လွတ်ပေးလိုက်တယ်လူစိတ်ရှိတာကိုတော်လည်ရတပ်ဖွဲ့ဝင်တွေနဲ့ PDF ရဲ့ရဲဘော်တွေကဒါပဲလေဒီလိုပဲလုပ်ရမှာလေအပြစ်ရှိတဲ့လူကခံစားရမှာပဲဇော်မဲလုံးပြောတဲ့စကားနဲ့ဇော်မဲလုံးတို့လှုပ်ရက်နဲ့ကျွန်တော်တို့ပြည်သူဘတ်တော်သား တွန်လည်ရင်တက်ဖွဲ့ဝင်နေ PDF ရဲဘော်လေးတွေလုံရနေဘာကွာချားလဲကွာချားတော့ဘို့လူစိတ်ရှိတာကိုဟုတ်တယ်နော်လူယုံမာရှိလို့တိုင်းပြည်ကြီးကကတ်ဆိုးကြတာမဆန်းပါဘူးဗျာမဆန်းပါဘူးစမ်းတာကဘာလဲဆိုတော့လူယုံမာတွေကို တစုတစည်းနဲ့မောင်းမထုတ်နိုင်တာအဲ့ဒါစမ်းတာဘာကြောင့်ကျွန်တော်ဒီစကားပြောရလဲဆိုတော့ ငလင်းတွေလှုပ်တယ်မန္တလေးလိုမြို့ရန်ကုန်လိုမြို့ကြီးတွေမှာမကြပါဘူးမနေ့ကငလင်းလှုပ်တယ်ဒီနေ့မှာငလင်းရှောင်းနေဆိုပြီးတော့ KTV အခန်းနေထဲမှာကောင်မလေးတွေနဲ့ပျော်ပွဲဆင်နေကြတယ်ဘီယာဆိုင်တွေမှာဘီယာခွက်တွေအရက်ခွက်တွေကိုတိုက်နေကြတယ်ပျော်ပျော်ပါပါကြီးတောက်နေကြတယ်တကြံကာလရောက်ပြန်တော့လဲ မြို့လေကောင်ရန်ကုန်မြို့လေကောင်နော်စကူးလမ်းမှာပျော်ပျော်ပါးပါးကြီးဟာချိန်ညိမ့်တယ်ကြက်ပြန့်မကြစင်နွဲနေကြတယ်နော်ပြီးတော့ကြောင်မြောင်းလိုနေရာမျိုးမှာချိန်ညိမ့်တယ်ရေတွေပတ်နေကြတယ်ဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံကြီးอ่ะနေကောင်းနေတာမဟုတ်ဘူးစစ်ဘေးဒဏ်တင့်ပြီးတော့ဖြားနာနေတယ်ကျွန်တော်မြန်မာနိုင်ငံကြီး ဒီသားထဲမှာမှတခါငလင်ရလှုပ်သေးတယ်ဗျာနူရဝဲဆဲလဲရတခိုးထောင်စုတယ်လို့ပဲနော်ဘေးစိုးကတ်စိုးတွေထက်ခါတလဲလဲထက်ခါတလဲလဲထက်ခါတလဲလဲကြုံတွေ့နေရတဲ့အချိန်မှာသူတို့တွေကပျော်နေနိုင်ကြတယ်အဲ့ဒီလိုမျိုးပဲပြည်သူရင်မြင်မှာပျော်ဝဲစင်ပွဲတွေကိုကျင်းပနေလို့ဒီဘက်ကနေပြီးတော့ လမ်းလျှောက်တဲ့ချမ်းဆိုပြီးလှုပ်လိုက်တယ်ဟိုဘက်မှာစစ်ကားလေး ਨੇ ဖမ်းသွားပြီးတော့နော်စစ်တန်တန်းပို့တယ်ခုရှေ့တန်းရောက်နေကြပြီဒါသူတို့ကောင်းစားဖို့အတွက်လုပ်နေတာတချမ်းရေမပက်လိုက်ရလို့ဘာဖြစ်သွားမှာလဲဒီတနေ့တချမ်းရေမပက်လိုက်ရလို့ဘာဖြစ်သွားမှာလဲတည်သွားမှာလားတချမ်းရေမပက်ဖဲနဲ့ ြည်သူအိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးနေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေတိုင်းရင်းသားလက်နက်ကင်တွေ PD ရဲ့ရဲဘော်လေးတွေဟာအသက်တွေပေးနေရတာကြတော့မင်းတို့ဂယုမဆိုင်ကြဘူးလားနှလုံးသားမရှိကြဘူးလားနှလုံးသားကင်းမဲ့နေပြီလားဘလို့နှလုံးသားတွေနဲ့မင်းတို့ပျော်ပွဲဆင်နေကြတာလေမင်းတို့ပြောနေမင်းတို့ကတော့ပြောမှာပဲ ဟာသူတို့တွေဘာပဲဖြစ်ဖြစ်ငါတို့ကတော့ငါတို့အလုပ်လုပ်မှငါတို့စားရမယ်ဆိုတဲ့စကားပြီးတော့အဲ့ဒီလူတွေကပဲမင်းတို့ကလည်းကွာတော်လန်ရေးကြီးကိုမင်းတို့ကလုံနေတာလေးနှစ်တောင်ကြော်နေပြီတော်လန်ရေးကြီးကဘယ်တော့ပြီးမှလဲဘယ်တော့ပြီးမှလဲလို့ပြောနေကြတယ်အဲ့ဒီလူတွေကဟုတ်ပြီ တကြမှာပျော်ဝမ်းရှင်မွေးဆင်နွှဲနေကြတယ်စကောလန်းလိုနေရာမျိုးကြောင်မြောင်းလိုနေရာမျိုးပြည်သူရင်မြင်လိုနေရာမျိုးမှာပျော်ပွဲရှင်ပွဲကိုနော်ရေပက်ခံထွက်နေကြတဲ့လူတွေအကုန်လုံးစုစည်းပြီးတော့အင်တိုက်အားတိုက်နေတာအာနာရှင်ကိုပြန်တွန်းလှန်ပဲဆိုရင်တကြမ်းမကြော်ဘူးကျွန်တော်တို့ဟုတ်ပြီလားနော်အဲ့လိုမျိုးပဲအခုဆိုရင်ပြည်သူလူထုတွေအလူလဲခံနေရတယ် ရေချောင်းကလည်းသူတို့တက်လို့မရတော့ဘူးကုန်းချောင်းကလည်းတက်လို့မရတော့ဘူးလေချောင်းတစ်ခုတည်းနဲ့ဖိပြီးတော့သူတို့ကနေပြီးတော့တိုက်ပွဲဆင်နေတာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအကျံဖက်စစ်တပ်ကနေပြီးတော့လေချောင်းပြည့်တိုက်ခိုက်တာနော်တေဆုံးသူ24ဦးရှိတယ်ဗျာကဲကြည့်ဦးအခါကြီးရဲ့ကြီးမှလောက်တာနောက်တစ်ခုစကိုင်းတိုင်းညင်းမှုမြို့နယ် ကံတော်ရွာကိုအချမ်းဖက်စစ်တပ်ကနေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လင်ရင်နဲ့ဘုံကျဲတိုက်ခိုက်တာခလင်းငယ်များအပောင်ဝင်ပြည်သူလူထုအများအပြားတေဆုံထိခိုက်ဒဏ်ရာ ရတယ်လေဗျာကဲခမရုပဲစဉ်းစားကြည့်ပြောတော့ဖရားတရားဒါယကာကြီးဖရားဒါယကာကြီး ਨੇ လုံနေတော့ဘာတွေလုံနေလဲလူတွေတတ်နေတယ်သူတို့နေရာတည်မြဲဖို့ သူတို့မိသားစုကောင်းစားဖို့တဘောဆန်အလုပ်တွေလုပ်နေတယ်။လာပါပြီဗျာအခုစစ်ဘလူးဘူဂျိုယူရီယာနေပြီးတော့2024ခုနှစ်နော်စတင်ပါလာ၁ရက်နေ့မှစပြီးတော့ရန်နိုင်မင်းရန်နိုင်မင်းစစ်စင်ရေးကိုအကောင့်ထဲပေါ်ထုတ်ခဲ့တယ်ရင်းစစ်စင်ရေးမှာ နော်ဆုံးရှုံးနေမြေများကိုအဓိကပြန်လဲတိုက်ခိုက်သိမ့်ပိုက်ခဲ့ပါတယ်အကျန်းဖက်အဖွဲ့ဟုတ်နော်စစ်ကောင်စီကနေပြီးတော့ကြီးညာထားတယ်လက်နက်ကင်အဖွဲ့စည်းများကို မြေပြင်ပေါ်မှာပြောက်ွယ်သွားသည့်အထိခြင်မုံနှိမ်နှင်းသွားမိတယ်ဗျာကဲကောင်းကြသေးရဲ့လားဗျာအခုဗိုလ်ချုပ်ယူကြီးကနေပြီးတော့တိုက်ပွဲဝင်နေတာဘုံနေကျဲနေတာ လက်နဲ့ကြီးတွေနဲ့တိုက်နေတာပြပလူတွေကိုလားတခြားနိုင်ငံကိုလားမဟုတ်ပါဘူးကို့မြန်မာလူမျိုးအချင်းချင်းကိုတိုက်နေကြတာကျွန်တော်သိတယ်တော့ကျွန်တော်ပြောပြမယ်ထောင်ကိုရခုနှစ်ဆက်နဲ့လေဦးသက်ရေးခဲ့မှလဲမြေပြင်ရပဲတနက်နဲ့ပြစ်သွားတာလင်းရင်နေလက်နဲ့ကြီးတွေနဲ့ပြစ်သွားတာမဟုတ်ဘူးဟုတ်ပြီ 1988မြေပြင်ကနေပြီးတော့ပဲပြစ်သွားတာလက်နက်ကြီးတွေမတုံးဘူးဘုံတွေမကျဲဘူးပြီးတော့ရွှေဝါရောင်တော်လန်ရေးတန်ဃာတော်တွေကိုတတ်သွားတာမြေပြင်ကနေပြီးတော့เนาะတတ်သွားတာပြစ်သွားတာလင်းတွေမတုံးဘူးဘုံတွေမကျဲဘူးအခုစင်ရတဲ့တပည့်ရလက်ဆောင်ထက်ပြီးတော့အခု2021ຫນွေဦးတော်လန်ရေးမှာ မြမလူမျိုးတုံတက်ဖြတ်နေတာဘဒူတွေလဲကျွန်တော်တို့နည်းနည်းစဉ်းစားကြပါငလျင်ကလှုပ်ပြီးပြီနော်တမင်ရုပ်တဲ့လူတွေကိုကျွန်တော်တို့ကနေရောတိုက်ထုတ်ဖို့ပဲကြံပါတော့လေမကွေးတိုင်း6မြို့နယ်အတွင်းကြံကာလမှာပေါ့နော်လူငယ်90ကျော်ကိုကျန်းဖက်စစ်တပ်ကနေပြီးတော့ပေါ်တာဆွဲပြီးဖမ်းဆီးသွားပါတယ်ခန့်လိုက်ရ73 တက်ရင်းနေဆိုရင်နော်ဖန်စီထားကြောင်းလဲသတင်းအတိအကျကျွန်တော်တို့ရထားပါတယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့လေဘယ်လောက်ဒီပျော်နိုင်ကြမလဲပျော်ကြသန်းကွာမင်းတို့ပျော်ကြသန်းမင်းတို့အပျော်ကနေပြီးတော့အပြက်ဖြစ်အောင်ငါဒီလိုလုပ်ပြမယ်ဆိုပြီးတော့သူ့ရဲ့မကောင်းတဲ့စိတ်ဓာတ်နဲ့သူဒီလိုလုပ်သွားတာပါပဲဗျာအခုကဘာဖြစ်နေလဲဆိုတော့ဗမာစကပုံနဲ့ပြောရရင် နိုင်ငံတကာရောက်ဝိုင်းရင်လေအာကျွန်တော်တို့ဓာရီဓာရီလှုပ်ထားပါတယ်မြင်းကြီးအာအဲ့လိုမြင်းကြီးတန်းတင့်သွားတဲ့ပြည်သူတို့ကျွန်တော်တို့ဓာရီဓာရီကျွန်တော်တို့လူပအောင်တန်းပအောင်နိုင်ငံတကာနေအကူအညီပတ်မိုးကြပါအောင်လို့ပြောတယ်ဒီမြန်မာပြည်တွင်နဲ့ပြန်ရောက်ဝိုင်းရင် तू ကနေမဟုတ်တာပြန်လှုပ်တာပဲခွေးမိကောင်းကြည်တော့ဆွတ်တို့ဖြစ်နေပါတယ်အခုတော့ပို့ဆိုးသွားပါပြီမြို့တွေမြို့တွေကို PD ရဲ့ရဲဘော်တွေနဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကနေတော့ သူတို့လှုပ်လို့ကျွန်တော်တို့ကဆက်သိမ်းတယ်သိမ်းတဲ့အတွက်သူတို့မှယင်ထုမနာဖြစ်ပြီးတော့ခုနကျွန်တော်ပြောသလိုပေါ့ဗျာသူတို့ရဲ့ဆုံးရှုံးသွားတဲ့မြို့တွေကိုသူတို့ကနေပြန်လဲရယူတိမ့်ပိုက်တော့မယ်တဲ့နော်အတိအလင်းကိုသူတို့ကကျင်ညာလိုက်ပါပြီအဲ့ဒါဘာလဲဆိုတော့ခွေးယူကြီးလိုမျိုးပဲမဲမဲမြင်ရအောင်လိုက်ကြိုက်နေတယ်လို့မျိုးပဲစင်ငန်းတော်တူခွေးမိကောက်ကြည်တော့စို့ဘဝကိုရောက်သွားပါပြီဆိုတာကိုကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဗျာ စနစ်တကျနဲ့မြန်မာနိုင်ငံကြီးကို သူကဖျက်ဆီးနေတာအဲ့ဒါကျင်းသေးပါလေနော်ကျွန်တော်မြန်မာနိုင်ငံကြီးကိုစနစ်တကျနဲ့ဖျက်ဆီးတဲ့အာနာရှင်စစ်ဘလူးခေါင်းဆောင်ကိုကျွန်တော်တို့ဘလို့ဝိုင်းဝန်းပြီးတော့တိုက်ထုတ်ကြမလဲဘလို့ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ပုံကန်ကြမလဲတွေးထားပါတွေးကြပါ ကောက်ရိုးမီလို့မလုပ်ကြပါနဲ့မြမာပြည်သူပြည်သားအပေါင်းတို့ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကအဲ့လိုမျိုးပဲဟိုလူတိုင်းဟိုလူပဲကတ်သွားတယ်ဒီလူတိုင်းဒီလူပဲကတ်သွားတယ်ခြံစည်းကိုခွာထိုင်နေတဲ့လူတွေရှိနေလို့ကျွန်တော်ဒီစကားကိုကျွန်တော်ပြောလိုက်ရခြင်းဖြစ်ပါတယ်တကယ်အသက်ပေးပြီးတော့ကာကွယ်ပေးနေတဲ့ခလေးတွေကိုတော့ဥပက္ခပြုတ်လာပြီးတော့နှလုံးသားထဲကနေတော့မေ့နေကြတယ် သူတို့ပျော်ဖို့သူတို့ရွှင်ဖို့ကောက်ရိုးမီလို့မျိုးပဲမြမာစိတ်ဓာတ်လို့ပဲကျွန်တော်ဒီနေရာနေပဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပြောတဲ့စကားထဲမှာရိုင်းတာပါရင်ကျွန်တော်ခွင့်လွှတ်ပေးပါဘူဂျိုးအောင်ဆန်းပြောသူလိုမျိုးပဲရိုင်းရိုင်းပြောမှာရင်နဲ့ထိမှာလှုပ်တဲ့လူတွေကိုပြောတာမဟုတ်ဘူးနော်ကိုနဲ့မဆိုင်ဘူးဆိုပြီးတော့ဘေးထိုင်ပိုင်ကြဘူးစကားပြောနေတဲ့လူတွေကိုကျွန်တော်ပြောတာခုနလေးနေ့ သတင်းတစ်ခုတက်လာပါတယ်အဲ့သတင်းလေးကတော့အယမ်းကိုကောင်းပါတယ်ဗျာအညာဒေတာမှာတဲ့ဟက်စကီ ਨੇ လာပြီးတော့စစ်ဘလူးဘိုချုပ်ယူကြီးတို့ကနေပြီးတော့ခိုင်းလိုက်လို့ဟက်စကီ ਨੇ လာပြီးတော့ပြစ်တဲ့အဥ္စာကို PDF ရဲမင်းကနေပြီးတော့ထမ်းမင်မော်ကိုတက်ပြီးတော့လက်နက်ကြီးနဲ့အဲ့ဟရီဟက်စကီကိုပြန်ပြစ်တာ husky ပြန်လှည့်သွားပါတယ်ဗျာ ဘလောက်အထိသူတို့မှနာကြီးချက်တွေများနေလေထမ်းမင်းမို့လက်နဲ့ကြီးကင်ပြီးတက်သွားတာနော်ယောက်ျားလေးမဟုတ်ဘူးမိန်းကလေးခုနလေးနေတရင်ကတက်လာတာကျွန်တော်ရဲ့စိန်နီးစပီကာတစ်ခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကျွန်တော်ကြပြားလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ဒီနေ့ကျွန်တော်ရဲ့စိန်နီးစပီကာမှာရုပ်ပတ်မဲ့ကြပြားလေးရဲ့အမိရတော့ရဲ့ရဲ့ရောရောတဲ့အဲ့ဒီရဲ့ရဲ့ရောရောဆိုတဲ့ကြပြားလေးကိုကလောင်သွားထက်ထက်နဲ့ ရေးခဲ့တဲ့ကဗျာဆရာရဲ့အမိကတော့ညီလေးအိမ်နဲ့ကျွန်တော်ဒီနေရာနေပြီးတော့ဆရာညီလေးအိမ်ကိုကျွန်တော်ခွင့်တောင်းပါတယ်ဆရာညီလေးအိမ်ခင်ဗျာကျွန်တော်ရဲ့စိန်နီးစပီကာမှာဆရာရဲ့ကဗျာလေးကိုရွတ်ပတ်ခွင့်ပြုပါလို့ကျွန်တော်တောင်းခံပါတယ်ရဲ့ရဲ့ရော်ရော်ပဲကလူကြတန်းကြရဲ့ရဲ့ရော်ရော်ပဲစူကြကြမ်းကြရဲဘော်တယောက်ကဒီလိုပြောတယ်တို့နိုင်ငံမှာ လူတွေတည်နေကြတာရဲ့ရဲ့ရောရောပဲတဲ့ရဲ့ရဲ့ရောရောရေကြီးတော့ရဲ့ရဲ့ရောရောမြေရွေတွေရှန်တက်လာရဲ့ရဲ့ရောရောငလျင်လှုပ်တော့ရဲ့ရဲ့ရောရောအပူမီးတွေတိုက်တွေပြီလာစစ်အာဏာရှင်ရဲ့နောက်ဆက်တွဲမှုဖြောက်ချက်တွေလဲမပေးခြင်းလေရင်ကြီးကိုကြည့်ပြီး ဝေဟင်ကြီးပေါ်ကလည်းပေါင်900ဘုံသီးတွေကရဲ့ရဲ့ရော်ရော်ကြနေတယ်ရဲ့ရဲ့ရော်ရော်ကြနေကြတယ်ဆိုတော့ပျော်နေကြတဲ့သူတွေနဲ့မျော်နေကြတဲ့သူတွေနဲ့ငိုနေရှာရတဲ့သူတွေကြောင့်ခမားတို့ရောမြင်မြင်သမျှအရာတွေအပေါ်ရဲ့ရဲ့ရော်ရော်ရှိရဲ့လာပေါ်ယေရှုတင်ပါတယ် ကြပြဆရာညီလေးအိမ်ကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအင်းချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးတာယာပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းအေးမြတဲ့မြန်မာပြည်ကြီးဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါ